စင်နီရဲ့အစောဆုံးအင်္ဂလန်ပရီးမီးယားလိပွဲစဉ်တွေပွဲဖြစ်တဲ့ဘန်လီသင်းနဲ့ချယ်ဆီသင်းတို့ရဲ့ပွဲကြုံသွားတဲ့အချက်ကိုကျွန်တော်အခုပဲလုပ်ပေးသွားရမှာလည်းဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါနဲ့ပြည်သူကြပါစေ Midnight Football Talk ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်တို့မျောလင်းဆောင်စားနေတဲ့ England Premier League ပွဲစဉ်တွေကအခုချိန်မှာဆိုလို့ရှိရင်တော့ပြန်ပြီးတော့ရောက်ရှိလို့လာခဲ့ပြီလေဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီဘက်ကိုဘယ်လောက်ထိအောင်မှစောင့်မျှော်ခဲ့ရလဲဆိုတော့တော်တော်လေးကိုတော့ကိုယ့်အကူပဲသိရဗျာကျွန်တော်တို့ဒီပြီးခဲ့တဲ့ International Break မှာဆိုလို့ရှိရင် Stadium တွေမှာဘာလို့လောက်အောင်မှမသိအောင်တော်တော်လေးတိုင်ပတ်ပြီးတော့ကြောင်ပြောက်သွားခဲ့တာပေါ့နော်ဒါမဲ့အခုချိန်မှာဆိုရင်တော့အသက်ပြန်ဝင်လာပြီးတော့ကျွန်တော်မျောလင်းတောင်းတနေတဲ့ England Premier League ပွဲစဉ်တွေကပြန်လာပြီးဆိုတော့ကျွန်တော်တို့ကလည်းပွဲကြိုးစွမ်းချက်တွေအားရပါးရပြန်ပြီးတော့လုပ်ပေးလို့ရရပေါ့နော်ဒီပွဲမှာဆိုလို့ရှိရင်တော့ ကျွန်တော်ကဒီစနေနေ့ရဲ့အစောဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ည9:00နာရီမှာကန်သွားမယ်အင်္ဂလန်ပရီးမီးယားလိပွဲစဉ်ဆက်နှစ်ပေါ့နော်ဘန်လီသင်းနဲ့ချဲလ်ဆီသင်းတို့ရဲ့ပွဲကြိုဆုံးတဲ့ချက်လို့ကျွန်တော်အခုချိန်မှာလေ့ဝေးတော့ရမှာလည်းဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်ကတော့ဗျာချဲလ်ဆီနိုင်မယ်ဆိုတော့အဲဒါ80%လောက်တေချာတဲ့သဘောပဲဒါပေမဲ့လည်းကျွန်တော်တို့ချိုးချိုးတော့ first လေးရထည့်သွင်းပြီးတော့တုံးသွားမယ်အနေထားမှာရှိရတဲ့ကြောင့်ကျွန်တော်ကလုတ်ပစ်လိုက်တာလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဘာမှတိတ်မပြောခဲ့ဒီနေ့သင်းရဲ့ head to head ကိုကျွန်တော်တို့စပြီးတော့ကြည့်လဲအောင် head to head ကိုကြည့်မယ်ဆိုလို့ရှင်တော့ဘန်လီသင်းကလုံးဝအသာမရထားဘူးလို့ပြောလို့ရတယ်နောက်ဆုံး၃ဂျင်ကိုကြည့်မယ်ဆိုလို့ရှင်တော့ ော့ Chelsea တင်းကနှစ်ကြိမ်နိုင်ပြီးတော့တစ်ကြိမ်တည်းကြထားတယ်ပေါ့နော်အเจ้าမလို့နီးစပ်မှာဆိုလို့ရှင်တော့တည်းကြထားတဲ့တစ်ကြိမ်ပဲရှိတယ်။တဲနှစ်ကြိမ်မှာဆိုလို့ရှင်တော့ Chelsea တင်းကိုဘန်လီကရှုံးနိုင်ထားတဲ့အတွက်ကြောင့် head to head မှာဆိုလို့ရှင်တော့ Chelsea ကအပြတ်အသတ်ကိုအသာရနေတဲ့ပုံစံမျိုးမှာတော့ရှိတယ်ပေါ့နော်။ပြီးလို့ရှင်ဘန်လီတင်းရဲ့အိမ်ကွင်းကိုဆက်ပြီးတော့ ကြည့်ရမယ်ဆိုလို့ရှင်တော့ဘန်လီသင်ရဲ့အင်ကွင်းဆွမ်းဆောင်ရည်ကနောက်ဆုံး၃ဘွဲ့ပေါ့နော်နောက်ဆုံး၃ဘွဲ့ကိုကြည့်မယ်ဆိုလို့ရှင်ရယ်ဘန်လီသင်ကတိတ်တော့အခြေအနေကောင်းလာကြီးရောမဟုတ်ဘူးတပွဲနိုင်ပြီးတော့၂ဘွဲ့ရှုံးထားတယ်ပေါ့နော်ရှုံးထားတဲ့ဘွဲ့စဉ်တွေမှာဆိုလို့ရှင်ရုပ်ပုတ်တဲ့တပွဲတော်ပါသေးတယ်အဲ့ဒါပါလဲဆို EFL ကမှ Cardiff ကိုအင်ကွင်းမှာ1 2နဲ့ရှုံးတာပေါ့နော်အဲပြီးလို့ရှင်တော့ Leeds United ကို2-0နဲ့ပြန်ပြီးတော့နိုင်တယ်ဒါကတော့ဘူဘူချင်းပုတ်တဲ့ဘွဲ့ဖြစ်တဲ့အကြောင်းနိုင်သွားတယ်လို့ပြောလို့ရတယ်ပြီးလို့ရှင်တော့ဒီ Arsenal သင်းကိုတော့2-0ဆိုတဲ့ပြန်ပြီးတော့ရှုံးထားတာလေးရောရှိရပေါ့နော်ဆိုတော့အဲကြောင့်နင်းနီးစက်ဘွဲ့စဉ်တွေမှာဆို ို့ရှင် reset တွေလည်းဆိုးထားတယ်လို့အအိမ်ကွင်းမှာလည်းအရင်ကြီးဆွမ်းဆောင်ရေကောင်းနေတဲ့တော့မဟုတ်ဘူးဒါတပွဲနိုင်ပြီးတော့နှစ်ပွဲရှုံးထားတယ်နိုင်နာတဲ့ပွဲကလည်းကျွန်တော်တို့ကပြောရတယ်လို့ပဲသူကဘူဘူးချင်းတစ်ပုတ်ထားတဲ့ပွဲဖြစ်တဲ့တော့ကြောင့်သူ့အနေနဲ့ဒီညမှာနိုင်သွားတာအသိပြီးတော့ impress ဖြစ်ကြတော့မရှိဘူးရှုံးထားတဲ့နှစ်ပွဲကိုကြည့်မယ်ဆိုလို့ရှင်လည်း EFL ကက Cardiff လို့အသင်းမျိုးကိုလည်းရှုံးထားတယ်လို့ Arsenal ရှုံးတာတော့ထည့်ပြောကြတာမလို့ပါဘူး Arsenal ကဒီရာဒီအကောင်ဆုံးအသင်းအသင်းဖြစ်တဲ့တော့ကြောင့်ဒါကတော့ရှုံးမယ်ဆိုတော့တတ်မှတ်ထားတဲ့အတိုင်းပဲရှုံးသွားတာပေါ့နော်ဆိုတော့အဲကြောင့်မလို့အင်ကွင်းဆန်းဆောင်ရီကလည်းဘန်လီကဒရော်လေးချင်နေစိုးနေတဲ့နေသားတစ်ခုမှရှိရလို့ပြောလို့ လို့ရတယ်။တစ်ဖက်ကကျွန်တော်တို့ Chelsea သင်းရဲ့အဝေးခွင့်စွမ်းဆောင်ကိုကျွန်တော်တို့တစ်ချက်ကြည့်ကြည့်အောင်။ Chelsea ရဲ့အဝေးခွင့်စွမ်းဆောင်ကြီးကကျွန်တော်တို့ထူးခြားလေးပဲတော့ကောင်းနေအောင်ကျွန်တော်တို့သွားပြီးတော့တွေ့ရတယ်ပေါ့နော်။အဲပြောရမယ်ဆိုလို့ကျွန်တော်နှစ်ပွဲနိုင်ပြီးတော့တပွဲပဲတည်ကြထားတယ်ပေါ့နော်။လုံးဝရှုံးဝဲမရှိသေးဘူး။အဲ့ဒါလေးကတော့အဆင်ပြေတယ်။အဲကျွန်တော်တို့ဒီမှာကြည့်လိုက်မယ်ဆိုလို့ချင်းလဲ Sunderland သင်းကိုရှုံးပြီးတော့နောက်ပိုင်းပွဲစဉ်တွေမှာတပွဲမှမရှုံးထားဘဲနဲ့တပွဲတည်ကြပြီးတော့သုံးပွဲထိနိုင်ထားတယ်ဆိုတော့တော့ Chelsea သင်းကမတိပတာလေးနဲ့လမ်းကြောင်းပေါ်ပြန်ရောက်နေတယ်ဆိုတဲ့ပုံစံမျိုးလေးမှာတော့ရှိရပေါ့နော်။အဲဆိုတော့ Chelsea သင်းရဲ့အဝေးခွင့်နောက်ဆုံး၃ပွဲကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှင် Wolf အသင်းကို EFL ကမှာ4-3ဆိုတဲ့ version နဲ့သူတို့နိုင်တယ်။အဲပြီးလို့ရှိရင်လည်းဒီ Premier League မှာလာပြီးတော့အဝေးဝင်ပွဲစဉ်အနေနဲ့ Tottenham Hotspur အသင်းကို1-0ဆိုတဲ့ version နဲ့သူတို့နိုင်ခဲ့တယ်။အဲ့ဒါပြီးသွားတဲ့အချိန်မှာဆိုလို့ရှိရင် Champions League မှာသွားပြီးတော့အဝေးဝင်ပွဲစဉ်ပေါ့နော်။အဲ Corabek ကိုကြောက်ရအဲ့မှာသွားပြီးတော့တူတူတည်ကြတာပေါ့နော်။အเจ้าမလို့ Chelsea တင်းကအဝေးဝင်မှာဆိုလို့ရှိရင်စွမ်းဆောင်ရည်ရဲ့အခုချိန်မှာဆိုလို့ရှိရင်တော့ stable လေးဖြစ်ပြီးတော့ကောင်းနေရဆိုမှတစ်ချက်အချက်မှာထပြီးတော့ဖောက်တဲ့ပုံစံမျိုးလေးတော့ရှိတယ်။မျိုးလုံးနဲ့မြအောင်ပြောရမယ်ဆိုလို့ရှိရင်တော့ဗျာ Chelsea တင်းကတသမတ်သေးခြေစွမ်းတစ်ခုတော့မထိန်နိုင်သေးတာ ာလို့ပြောလို့ရတယ်။ကောင်းလို့ရှိရင်စတိုက်ကောင်းပြီးတော့ဆိုးလို့ရှိရင်စတိုက်ဆိုးသွားတယ်။သူကအဲ့လိုပုံစံမျိုးလည်းမဟုတ်ဘူး။ကောင်းတာကိုလည်းအကြာကြီးမထိန်နိုင်သလိုအဲဆိုးတာကိုလည်းအကြာကြီးမထိန်မနဲ့ချက်ချင်းပြန်ကောင်းသွားတာပေါ့နော်။အဲ့လိုပုံစံမျိုးဖြစ်နေရဖြစ်တဲ့ကြောင့်ဒီပွဲစဉ်မှာလည်းကျွန်တော်တို့ကအပိုင်အတွက်ထားရဆိုမဲ့မထင်မှတ်ထားတာဖြစ်နိုင်လားဆိုပြီးတော့ကျွန်တော်တို့ဒါဆွေးနွေးသုံးသပ်ပေးတဲ့ပုံစံမျိုးပဲပေါ့နော်။ဒါပေမဲ့ မဖြစ်နိုင်ဘူးလို့ပဲပြောရမှာပေါ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ဒါ Chelsea အသာရသွားဖို့တော်လေးများတယ်။ဘာလို့လဲဆိုလို့ရှိရင် Chelsea မှာအခုလက်ရှိ on form နဲ့ကစားသမားတွေအများကြီးပဲဗျာ။တိုက်စစ်မှာဆိုလို့ရှိရင်ဘာမှမပြောနိုင်ဘူး။ Aston Villa share ကောင်းတာဗျာ။ SD Villa ပေါ့နော် share ကောင်းတာ။ကစားသမားလေးကိုကျွန်တော်အလောက်ဒီကောင်းမှန်မထင်တာဘူး။ဒါပေမဲ့သူ့ပွဲစဉ်တွေကိုကြည့်ရတာတော်တော်လေး enjoy ဖြစ်ဖို့ကောင်းတယ်။အဲကျွန်တော်လိုမျိုး base ပြည်သက်တယောက်အနေနဲ့တော့မှ Chelsea အင်းမှာဒီ SD Villa ကိုတော်တော်လေးကောင်းတာကိုသတိထားမိတဲ့အတွက်ကြောင့်ဒါသူ့ခြေစွမ်းနဲ့ဒီပွဲစဉ်ကအနိုင်ယူနိုင်ဖို့မခဲယဉ်လို့ပဲပြောရမှာပေါ့နော်။ဆိုတော့အကြောင်းမို့ကျွန်တော် percentage percentage ခွဲပြီးတော့သုံးသပ်ပေးရမယ်ဆိုလို့ရှိရင်တော့ဆိုတော့ကျွန်တော် percentage ခွဲပြီးတော့ကျွန်တော်ဆွေးနွေးသုံးသပ်ပေးရမယ်ဆိုလို့ရှိရင်တော့ဒီပွဲစီမှာ Chelsea အနိုင်ရသွားဖို့ကိုကျွန်တော်80ရာခိုင်နှုန်းလောက်ပေးခြင်းနဲ့20ရာခိုင်နှုန်းကပဲမထင်မှာပဲနဲ့တေချာသွားနိုင်ရှိရလို့ကျွန်တော်ကတော့ထင်တယ်။ဂိုးပြတ်မှာလားလို့မေးလို့ရှိရင်တော့ကျွန်တော်ကတော့ဂိုးရမ်းပြတ်မယ်လို့မခံစားဘူးပေါ့နော်။ဒါကပ်ပြီးနိုင်သွားမယ်ဆိုတဲ့ပုံစံမျိုးလေးပဲခံစားမိရတယ်လို့ရှိရပေါ့နော်။ဆိုတော့ကြောင့်လူချင်းမင်းတော့ဒီပွဲစီနဲ့ပတ်သက်ပြီးတော့ reset တွေဘယ်လိုမျိုးထွက်လာမယ်လို့ထင်လဲ။မမေ့ထင်မျိုးစားကြရလို့အောက်က comment နဲ့မှာဝင်ပြီးတော့မှန်းငယ်ပြလို့ရပါတယ်။ကျွန်တော်နောက်ထပ်ပွဲစီမှာလည်းဆက်ပြီးတော့တွားလိုက်အောင် နောက်ထပ်ပရီးမီယာလိဘောစဉ်တစ်ပွဲဆိုလို့ရှင်တော့မြန်မာစံတော်ချိန်ည9:00နာရီခွဲမှာရှင်မြန်ကစားသွားမယ်လီဗာပူးတဲနဲ့ Northern Forest အတင်းတို့ရဲ့ပွဲစဉ်လေးကိုဆက်ပြီးတော့ပွဲကြိုဆုံးတဲ့ချက်လေးလုပ်သွားမှာလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီပွဲစဉ်ဟာဆိုလို့ရှင်တော့ပရီးမီယာလိပွဲစဉ်ဆက်နေဖြစ်မြန်မာစံတော်ချိန်ည9:00နာရီခွဲမှာကန်သွားမှာလည်းဖြစ်တယ် Chelsea ပွဲပြီးလို့ရှင်ဒီပွဲကိုဆက်ပြီးတော့ကန်မှာပေါ့နော်ဒါလီဗာပူးတဲအိမ်ခွင်း Anfield Stadium မှာကစားသွားမှာဖြစ်တဲ့တော့ကြောင့်လီဗာပူးတဲဟာသူတို့ရဲ့အိမ်ရှင်ဆိုတဲ့ဟာနဲ့ဖြီးပြီးတော့ကစားမယ်ဆိုတဲ့အနေထားမှာတေချာပေါက်ကိုရှိလိမ့်မယ်ပေါ့နော်ဆိုတော့ကြောင့်မလို့ဒီပွဲစဉ်ဟာလည်းတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်အဲချိုးချိုးတော့ပွဲတွေဟာဒီ 9နိုင်ခွန်းမှာကဲမဲ့ပွဲစဉ်တွေကတော့အများကြီးပဲဗျာဒါပေမဲ့ကျွန်တော်လီဗာပူးတင်းတင်းနဲ့ကိုပဲဆွဲထုတ်ပြီးလုပ်ပေးတယ်ဆိုတော့အကျန်တဲ့အတင်းပွဲစဉ်တွေကအရင်ကြီးဆွဲမဲ့ဖွယ်မကောင်းဘူးပေါ့နော်အကြောင်းမို့လီဗာပူးတင်းရဲ့ပွဲစဉ်ကိုပဲကျွန်တော်ဆွဲထုတ်ပြီးတော့လုပ်ပေးရလဲဖြစ်တယ်ဘာလို့လဲဆိုလို့ရှိရင်လီဗာပူးတွေနဲ့ရုံးထဖို့အတွက်အချိန်ကြာရောက်နေပြီလို့ပြောလို့ရတယ်ပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းမန်စီးတီးကိုဂိုးပြတ်ရှုံးထားဖြစ်တဲ့အတွက်ဒီပွဲစဉ်မှာဘယ်လောက်ထိပြန်လုပြနိုင်မလဲဆိုတာကျွန်တော်သိကျင်တဲ့အတွက်ကြောင့်လီဗာပူးတင်းရဲ့ဒါပွဲကြိုးသွင်းချက်တွေကိုကျွန်တော်လုပ်ပေးလိုက်တာလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေ့အတင်းရဲ့ဟတ်ဒွေကိုကျွန်တော်စပြီးတော့ကြည့်လိုက်အောင်ဟတ်ဒွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီနေ့အတင်းမှာ Rumah သေးသေးတိုင်းအတားအယာထားတာတော့ကျွန်တော်တို့ထူးထူးခြားမတွေ့ရဘူးပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့ဒီ Northern Forest နဲ့ Liverpool ကတစ်ချိန်တည်ကြထားပြီးတော့တစ်ချိန်ပြန်ပြီးတော့နိုင်ထားတယ်လို့ပြောလို့ရတယ်ကျွန်တော်ဒီ January မှာကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ Northern Forest အသင်းနဲ့ဒါ1-1တည်ကြခဲ့သလိုဒါ Northern Forest အသင်းရဲ့အိမ်ကွင်းမှာပေါ့နော်အမတိုင်ငင်တော့ဆိုလို့ရှိရင်တော့2024 September မှာတော့ဆိုလို့ရှိရင်တော့ Liverpool တင်းရဲ့အိမ်ကွင်းမှာ Northern Forest က1-0ဆိုတဲ့ resident လာပြီးတော့နိုင်ထားရလေရှိတယ်အမတိုင်ငင်မှာဆိုလို့ရှိရင်တော့2024 match မှာတော့ဆိုလို့ရှိရင်တော့ Nottingham Forest အသင်းရဲ့အိမ်ခွင်းမှာ Liverpool ကအဝေးခွင်းကနေလာပြီးတော့ဝမ်ဇီဆိုတဲ့ resident လာနိုင်ထားတာလည်းရှိရတော့ကြောင်းတယောက်တည်းစီပြန်ပြီးတော့နိုင်ထားသလိုနောက်ဆုံးတွေ့ထားတဲ့ဒီချိန်မှာဆိုလို့ရှိရင်တည်ကြထားတာကိုတွေ့ရတဲ့အတွက်ကြောင်းဒီမှာတော့ Hatfield ကဘယ်သူမှအตาကြီးအရန်ရနေအောင်တော့ကျွန်တော်မတွေ့ရဘူးပေါ့နော်အကြောင်းမလို့ဒါဘယ်သူမှအตาရနေရလို့ပြောလို့မရသေးဘူးပေါ့နော် Liverpool တည်းရဲ့အိမ်ခွင်းဆွမ်းဆောင်ရင်နောက်ဆုံး၃ပွဲကိုကျွန်တော်တစ်ချက်သွားပြီးတော့ကြည့်ကြည့်အောင်နောက်ဆုံး၃ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့နှစ်ပွဲနိုင်ပြီးတော့တပွဲရှုံးထားတယ်ပေါ့နော်ရှုံးထားတဲ့တပွဲကတော့ EFL Cup မှာ Crystal Palace ကို3-0ဆိုတဲ့ resident ကိုဂိုးပြတ်ကြီးရှုံးထား တဲ့ပွဲစဉ်ပေါ့နော်အဲပွဲစဉ်ကတော့ဒါနီးပြအာနက်စလော့အနေနဲ့ တော့ဘယ်လိုပြောမလဲ short လိုက်တယ်ဆိုပုံစံမျိုးကြီးနဲ့ကန်သွားတဲ့ပုံပေါ့ဗျာခလေးနဲ့သူကထုတ်ပြီးတော့ကန်သွားတဲ့ကြောင်းအရင်ရောထက်တွက်လို့မရဘူးဆိုမြင်အင်ကွင်းဆွမ်းဆောင်ကြီးကတော့မကောင်းဘူးဆိုပြီးတော့ထက်တွက်လို့ရရတဲ့ထဲမှာတော့ပါတယ်ပေါ့နော်အဲပြီးတော့သူပြန်နိုင်တာနှစ်ပွဲမှာဆိုလို့ရှင်တော့ Aston Villa အသင်းကို2-0နဲ့နိုင်ထားသူလို့ Real Madrid အသင်းကိုလည်းတော့1-0ဆိုရက်စနဲ့နိုင်ထားတာလည်းရှိတယ်ဆိုတော့အဲ့ဒီနှစ်ပွဲမှာပြန်ပြီးတော့နိုင်သွားတဲ့အတွက်ကြောင်းပေးကိုလည်းမရှိဘူးအဲဂိုးပြတ်တွေလည်းနိုင်ထားတဲ့ပွဲတွေလည်းရှိရတဲ့ကြောင်းကျွန်တော်တို့ကအများကြီးမျှော်လင့်ခဲ့ရမယ်မန်စီးတီးနဲ့ပွဲမှာဆိုလို့ရှင်တော့ဘာမှမလုပ်ပြနိုင်မယ်နဲ့ကိုဂိုးပြတ်ခြေပြန်းနဲ့ကိုလုံး ံးကအချက်တကွဲဘယ်လိုပြောမလဲရှုံးသွားတယ်ပေါ့ဗျာအဲ့လိုပုံစံမျိုးဖြစ်တဲ့တောင်လီဗာပူးတဲ့အနေနဲ့ဒီပွဲစဉ်မှာရောဘယ်လောက်ထိပြန်ပြီးလုပ်ပြမလဲဆိုတော့စိတ်ဝင်စားဖို့ကောင်းတယ်အဥမာထပြီးတော့တစ်ချက်ပဲပြန်ထားတောက်ပြီးတော့နိုင်သွားတာလားဒါမှမဟုတ်ရှင်လမ်းကြောင်းမှန်တစ်ခုကိုပြန်ပြီးတော့တင်နိုင်ပြီလားဆိုတော့ဒီလိုပွဲမျိုးတွေကတက်သေးပြမယ်ပွဲစဉ်တွေဖြစ်လာပြီလေဖြစ်တယ်ပေါ့နော်အဲကြောင့်မို့လို့ဒီပွဲစဉ်ကတော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လို့ကျွန်တော်ပြောတာပေါ့နော် ပြီးတော့လက်ရှိတစ်ဖက်ကကျွန်တော်တို့ဒီ Northern Forest အသင်းရဲ့အဝေးကွင်းစမ်းဆောင်ရေးတုံးပွဲကိုကျွန်တော်တို့ချက်သွားကြည့်မယ်ဆိုလို့ရှင်တော့အားရစရာတော့တစ်စက်မှမကောင်းဘူးလို့ပြောလို့ရတယ်နိုင်ပွဲလုံးဝမရှိထားဘူးပေါ့နော်တပွဲတည်ရကြပြီးတော့နှစ်ပွဲရှုံးထားရပြီတော့ကြောင့် Northern Forest ရဲ့အဝေးကွင်းစမ်းဆောင်ရေးကတော်တော်ကြီးအခြေအနေဆိုးနေတဲ့အနေအထားတစ်ခုမှရှိရဲအဲသူတို့အသင်းကဘယ်အသင်းတွေကိုရှုံးထားလဲဆိုလို့ရှင်တော့ Newcastle ကိုဒါ England Premier League မှာ2-0ဆိုရယ်စနဲ့သူတို့ရှုံးထားတယ်အဲပြီးတော့ရှိရင် England England Premier League မှာပဲဘုံပေါက်ကိုဒါ2-0ဆိုရယ်စနဲ့ထပ်ပြီးတော့ရှုံးထားရလဲရှိရဲပြီးရင် Europa League မှာတော့သွားပြီးတော့အဲ့ဒီအ စတမ်ဂရက်ဆိုတဲ့အသင်းကိုတော့သူကစီးစီးတည်ကြတာပေါ့နော်အကြောင်းမလို့ Northern Forest အသင်းရဲ့ခြေစွမ်းအရင်ကြီး ကားရပြီးတော့ကောင်းနေတဲ့ထဲမှာမပါသေးဘူးလို့ပြောလို့ရတယ်။ဒါပေမဲ့နောက်ဆုံး၃ဘွဲမှာဆိုလို့ရှိရင်တော့ရှုံးဘွဲမရှိကစားထားနိုင်တာတော့ကျွန်တော်တကယ်တစ်ချက်တော့သတိထားမယ်။အဲ၃ဘွဲမှာဆိုလို့ရှိရင်လည်းဒါမန်ချက်စတာယူနိုက်တက်ကိုတည်ကြခဲ့တဲ့ဘွဲစဉ်မှာဆိုရင်ရှောင်းတိုက်ရဲ့ပွဲဥထွက်ပေါ့နော်။အဲဘွဲစဉ်ပြီးခဲ့တဲ့နောက်ပိုင်းဘွဲစဉ်မှာဆိုရင်ရှုံးဘွဲမရှိသလိုဒူလူတန်လေးပြန်ပြီးတော့ရင်မောင်တန်းမြေကစားလာနိုင်တာတော့တွေ့ရတယ်။ဒါပေမဲ့အဝေးကွန်းရက်ဆက်တွေကတော့ stay ဆိုးနေစေပေါ့နော်။ဆိုတော့ဒီဘွဲစဉ်မှာဆိုလို့ရှိရင်ရောလီဗာပူးတဲ့အင်ဂွင်အန်ဖီမှာပရက်ရှာတွေအများကြီးနဲ့ကွင်းမှာဘယ်လိုလုပ်ပြနိုင်မလဲဆိုတာတော့တစ်ချက်တော့စောင့်ကြည့်သွားမှာလေ ဖြစ်တယ်ပေါ့နော်အဲကြောင့်မလို့ကျွန်တော်ဒီပွဲစဉ်ကိုခြုံငုံပြီးတော့တုံးသက်ပေးရမယ်ဆိုလို့ရှိရင်တော့ percentage နဲ့ပဲခွဲပြီးတော့တုံးသက်ပေးမယ်ပေါ့နော်ဒီပွဲစဉ်ကကျွန်တော် Liverpool တင်းအနိုင်ရသွားဖို့ကျွန်တော်60%ခန့်လောက်ပေးခြင်းနဲ့20%ခန့်လောက်ကတော့တည်ကြသွားနိုင်ခြင်းရှိရလို့ထင်ပြီးတော့20%လုံးကမထင်မှတ်ပဲနဲ့ Northern Forest ကပြန်ပြီးအနိုင်ရသွားနိုင်ခြင်းရှိရလို့ကျွန်တော်တို့ထင်မြင်စမိရလေးတော့ရှိတယ်ပေါ့နော်ဆိုတော့ဒီပွဲစဉ်က result ကလူချင်းမင်းတို့ဆိုလို့ရှိရင်ဘယ်လိုမျိုးပုံစံမျိုးလေးဖြစ်လာမယ်လို့ထင်လဲမိမိထင်မြင်စကြတယ်ကဘယ်လိုရှိလဲအောက်ကကွန်မန့်ထဲမှာဝင်ပြီးတော့မှန်ငယ်ပြလို့ရပါတယ်ကျွန်တော်ရဲ့ဒီ channel လေးကို quality ကောင်းလေးနဲ့ကြည့်ကြည့်နေဆိုလို့ရှိရင်ကျွန်တော် YouTube မှာလည်း င်ထားပေးပါရယ်။တွားပြီးတော့ကြည့်လို့ရပါရယ်။ကျွန်တော်ရဲ့ဒီဗီဒီယိုလေးနဲ့ channel လေးကိုကြည့်နေတယ်ဆိုလို့ရှင်တော့ like and subscribe follow နဲ့ပြီးကူညီကြလို့ရပါရယ်။ကျွန်တော်နောက်ထပ် video တစ်ခုကြမှာပြန်လည်ကြုံရကြတာပေါ့။